ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘွားချင်းကနေကြိုဆိုပါရစေမန်ချက်စတာယူနိုက်တက်ကတော့လိုင်ယန်ကို အိမ်ကွင်းမှာ9ဂိုး4ဂိုးဆိုတဲ့ရလနဲ့အနိုင်ယူပြီးတော့နှစ်ကြိုပေါင်း9ဂိုး6ဂိုးဆိုတဲ့ရလနဲ့ယူရိုပါလိစီမီဖိုင်နယ်ကိုတက်ရောက်သွားနိုင်ခဲ့ပြီပေါ့ဗျာဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့လေးပြောကြည့်အောင်ပါဆိုတော့ဒီမတိုင်ခင်ဒီနေ့တပြိုင်နက်မှာပဲကျွန်တော်တို့ဘယ်တော့ဒါတခြားပွဲတွေလည်းကစားခဲ့ကြတာတွေကျွန်တော်တို့ရှိပါတယ်လိုင်ယန်နဲ့ဘူရိုဂလင်းတို့ရဲ့ပွဲမှာတော့ လိုင်း sorry လာဇီယိုပြောတာလာဇီယိုနဲ့ဘရိုဂလင်တို့ရဲ့ပွဲမှာလာဇီယိုကအိမ်ဝင်မှာ3-1ဆိုတဲ့ရလနဲ့ကျွန်တော်နိုင်တယ်ဒါပေမဲ့လို့နှစ်ကြော်ပေါင်းကျွန်တော်တို့ည3-3ဖြစ်နေတဲ့အခါကျတော့ဘယ်လိုပြောမလဲဒီ3-3ဖြစ်နေတဲ့အခါကျတော့ဗောနော်ဘရိုဂလင်ကပင်နေဒီအဆုံးဖြတ်မှာအနိုင်ရသွားတယ်ပင်နေဒီအဆုံးဖြတ်မှာအနိုင်ရသွားတယ်ဆိုတော့နောက်ထပ်တစ်ပွဲဖြစ်တဲ့ကျွန်တော်တို့ဒါလက်ရှိဒီယူရိုပါလိဖိုင်နယ်ကိုကျင်းပမဲ့တာဘီဘာအိုပေါ့နော်အဲဘီဘာအိုကလည်း ကျွန်တော်တို့အိမ်ဝင်းမှာ 2C ဆိုတဲ့ရတဲ့ Rangers ကိုကျွန်တော်တို့နိုင်သွားတယ်အဝေးကွင်းမှာတော့ဂိုးမရှိတည်ရကြထားတော့သူတို့ကနှစ်ကျော်ပေါင်း 2C နဲ့ပဲနောက်ရစင်ကိုကျွန်တော်တို့တက်သွားပြီတစ်ဘက်က Frankfurt နဲ့ Sparrow ရဲ့ပွဲမှာလည်း Sparrow ကအဝေးကွင်းမှာ 1C ဆိုတဲ့ရတဲ့ကျွန်တော်တို့နိုင်တယ်ဆိုတော့နိုင်တော့နှစ်ကျော်ပေါင်း1-2ဆိုတဲ့ရတဲ့ Sparrow ကလည်းနောက်ရစင် Semi Final ကိုတက်တယ်ပေါ့လေ Semi Final မှာတော့ Sparrow ကကျွန်တော်တို့ရဲ့ Bodo Glimt နဲ့တွေ့မှာဖြစ်ပြီးတော့ Manchester United ကတော့ Bilbao နဲ့ကျွန်တော်တို့တွေ့ရမယ် ဆိုတော့တော့ဒါကလက်ရှိမှာ semi final နဲ့ပတ်သက်တဲ့ဒီ Europa League ပွဲစဉ်တွေပေါ့နော်ဆိုတော့ United က5-0ဆိုတဲ့ရလနဲ့ကျွန်တော်နိုင်တယ် United အတွက်တော့ပြတကယ်ကိုယူနန်းစရာပါပဲနော်ယူနန်းစရာပါပရိသတ်တယောက်အတွက်ကတော့ဒါဂျန်နေပရိသတ်တွေအတွက်လည်းအမှန်တမ်းပြောရင်ဒီလိုပွဲမျိုးကဘယ်လိုပြောမလဲတော်တော်ကိုစိတ်လှုပ်ရှားဖို့ကောင်းတယ်ပေါ့နော်ဒါကိုကတော့ပရိသတ်ဖြစ်တဲ့ပို့ပြီးတော့စိတ်လှုပ်ရှားတာပေါ့ဘာကြောင့်လဲဆိုတော့စဉ်းစားကြည့်ပြဒီပွဲမှာ twin goal အရေးအတွက်ကိုကျွန်တော်ကြည့်လိုက်အောင်နှစ်ပွဲနဲ့နေနေပေါင်း6 goal ကြီးကျွန်တော်ရှိတယ် ဂိုးတွေအပြန်လှန်ကျွန်တော်တို့တွင်းနေကြတာ United ပထမပိုင်းမှာ2ဂိုးရတယ်။ Lion ကဒုတိယပိုင်းမှာ2ဂိုးရတယ်။ချိန်ဘူပထမပိုင်းမှာ Lion ကနောက်ထပ်2ဂိုးရတယ်။အချိန်ဘူဒုတိယပိုင်းမှာ Manchester United ကနောက်ထပ်3ဂိုးထက်ရတယ်။ပြည်ပြဒီနှစ်သင်းကြားထဲမှာအမှန်ကန်ဂိုးတွေကတွင်းနေတာပြင်းစရာကောင်းနေတယ်လို့ကိုမရှိဘူး။ဒါအပြင်ကျွန်တော်တို့ကဘာလို့ပါလဲ extra time ပေါ့နော် extra time အမှ9မိနစ်နောက်ဆုံး9မိနစ်အတောအတွင်းမှာကို Manchester United က3ဂိုးလောက်ညီကျွန်တော်တို့တွင်းတာ။ ဒါကိုကြည့်ရင်ဒီပွဲဘလောက်ထိတောင်မှကြည့်လို့ကောင်းခဲ့တဲ့ပွဲတော်ဖြစ်လိမ့်မလဲဆိုတာမြင်ရနိုင်နေပေါ့နော်ဆိုတော့ဘေးပရိသတ်တယောက်အနေနဲ့အကယ်လို့ကြည့်ခဲ့တယ်ဆိုရင်တော့မှပွဲကောင်းတော့ဖြစ်မြင်နိုင်နေဗျာဟိုကိုရီးယားတော့ပေါ့နော်တကယ်ပြောလို့ရှိရင်လိုင်ယွန်ကိုလုံးဝရှုံးပြီလို့တော့ကျွန်တော်ထင်ထားတာအာသွားပြန်ပြီပေါ့ဒီကောင်အနေနဲ့မှွေပြန်ပြီပေါ့သိတယ်မလားစဉ်းစားကြည့်ဗျာကျွန်တော်တို့2စီးညနိုင်နေတဲ့အချိန်ဒုတိယပိုင်းမှာတူတူဖြစ်သွားတယ်တူတူဖြစ်သွားပြီးတော့တိုလီဆိုက2ဝါတနီနဲ့အနီကက်ထုတ်ခံရတဲ့အချိန်မှာအဲ့ဒီတယောက်ယော့ပါဆိုတဲ့ လန်ယွန်ကနောက်တဲ့နှစ်ကိုးထက်သွင်းနေဆိုတော့24နဲ့ဗျာသိလား24နဲ့110မိနစ်73မိနစ်ထိကျွန်တော်တို့နိုင်နေတာလန်ယွန်ကကျွန်တော်အဲ့ဒီအချိန်ကြီးကျွန်တော်တို့ဘလို့ဘလို့လုပ်ပြီးတော့6မိနစ်လောက်9မိနစ်လောက်ပဲကျန်တော့တဲ့အနေထားမျိုးမှာသုံးကိုးဘလို့ထက်သွင်းနိုင်တော့မှာလေသိရမလားနော်ဟိုနိုင်ဖို့ဆိုရင်တရေကျပြီးတော့ပင်နေဒီသွားရင်တော့မှအဲ့အချိန်ကကန်ကောင်းပြီလို့ယူဆထားတာဆိုတော့ကြောင့်အဲ့ဒီ9မိနစ်တော်တွေမှာ3ဂိုးတွေတွင်းနေဆိုတာတော်တော်ကိုယူနှမ်းကျင်စရာပဲပေါ့နော်။ဒါကြောင့်လည်းပဲလက်ရှိဒီပွဲက ကိုရီအတွက်ဒါရလက်ရကျွန်တော်ကြည့်ကျွန်တော်တို့ရှင်းနေတယ်ရှင်းနေတယ်ဆိုတာညူရိုတိတဲ့အတိုင်းပဲကျွန်တော်တို့အနေနဲ့ပရီးမီးယားလိမှာမန်ချက်စတာယူနိုက်တက်ကဘာမှမျှော်လင့်ချက်ရှိတာမဟုတ်ဘူးเนาะဟိုချန်ပီယံစ်လိဝင်ခွင့်နဲ့ကလည်းလုံးဝအဆင်မပြေတော့ဘူးဆိုတော့အသင်းတွေအရေးကြီးတာဒီဒီပြိုင်ပွဲပဲအဲဒီလိုဒီပြိုင်ပွဲကထွက်ခဲ့ရပြီဆိုလို့ရှင်တော့ကျွန်တော်တို့ကလုံးဝကိုဟိုကြာရှုံးလာတဲ့ပူတဲ့ပေါ့နော်ဒါအစင်တန်းမျိုးဖြတ်တန်းတဲ့ယာစီတစ်ခုဖြစ်သွားမှာဆိုတော့အဲ့ဒါကိုကျွန်တော်အနေနဲ့ပြောင်းလဲနိုင်မယ့်အရာရှိတယ်အဲ့ဒါယူရိုပါလိမ့်ပဲယူရိုပါလိမ့်မှာ ဘူဆွဲနိုင်မှုပဲဘူဆွဲဖို့အတွက်စီမီကိုကျွန်တော်ရောက်ဖို့လိုတယ်သူတို့စီမီကိုရောက်အောင်အရင်ဆုံးကျူးပန်းမဲ့ချိန်မှာလိုင်ယွန်နဲ့တွေ့တယ်သူတို့အိမ်ခွေမှာတူးတူးတေးကြပြီးတော့လက်ရှိကိုအိမ်ခွေမှာနိုင်တာဗျလိုင်ယွန်ဘက်ကကျွန်တော်ကြည့်ရင်တကယ်တော့လိုင်ယွန်ကကစားတာတော်တော်ကောင်းတာလိုင်ယွန်ကစားတာကကောင်းသလားယူနိုက်တက်ကညံ့သလားကိုပဲမသွေးမသေးခွေးတော့ဘူးဒါမှမဟုတ်လိုင်ယွန်လည်းကောင်းလေယူနိုက်တက်လည်းညံ့နေဆိုတာနှစ်ခုစုံသွားပြီးတော့ gap ကတအားကွာချသွားတာလေဖြစ်ကောင်းဖြစ်မှာပေါ့ဗျာလိုင်ယွန်မှာ Chakiru ဘာလို့တအားကောင်းတာဒီပွဲမှာတော့ Mikau Tazi ကမပေါ်ဘူးပေါ့နော် ဒီဂျားပွဲမှာသူဂိုးသွင်းတယ်ထင်ပါတယ်တိုင်မဲ့လို့သူဂျော်ဂျီယာမှာလုံးမလုံးနိုင်ဘူးဖြစ်နေမိကောက်တာစီဒီပွဲမှာသူလုံးဝသူမပေါ်ဘူးပြီးလို့ရှိရင်လူငယ်လေးဖြစ်တဲ့အယ်မာတာဆိုလို့ရှိရင်လည်းပဲတပွဲလုံးတော့သူဆော့သွားတာပဲเนาะဒါပေမဲ့လည်းလို့တချို့အရာတွေကသူကစားပုံတွေကထိရောက်တယ်လို့ကျွန်တော်တို့မထင်ဘူး energy ကောင်းလို့သာသူ့ကိုထည့်တယ်လို့ထည့်ထားတယ်လို့ကျွန်တော်ထင်တယ်ပွဲပြီးတိတကယ်တမ်းက Ryan Chagi တို့လို့ကစားတာ Ryan Chagi ပြဒီနေ့ပွဲမှာတအားကောင်းတာ ွင်းသွားတဲ့အလုံးစလို့ချင်းနဲ့ပဲတောင်ချင်းတွေကိုဖုံးကလေးကျွန်တော်နေနဲ့ကန်သွားတာဥနနာမင်းကိုကိုကြီးကြည့်နေတာဘာမှကိုမတက်နိုင်ဘူးဘာမှကိုမတက်နိုင်ဘူးဒါအပြင်၃ယောက်၄ယောက်လောက်သူကြော်ပြီးတော့ဗနောအသားလေးကန်လိုက်တဲ့အလုံးစလို့ချင်းနဲ့ပဲဥနနာပုတ်သွားတော့တော်တော်ကောင်းနေပြယူရူတို့ပက်ထရစ်ဒူဂူရုဆိုလို့ရှိရင်အဲ့ဒီဘက်ချက်မှာယူခါနေတာပဲဘာမှကိုမလုံနိုင်ဘူးကိုလေကလည်းတူလီစုကတော့ဗနော်ဒါဝါရီကောင်းကောင်းနဲ့သူဒါတားနိုင်နေတော့မယ်ဒါပေမဲ့သူကတော့နှစ်ဝါလနီထိသွားတယ်ဗောဗျာဒါအပြင်ဘာရီတိုလိုဘာလို့ဆိုလို့ချင်းလည်းလူစားတွေဘာတွေလဲခင်လေးရတယ် ်နောက်တန်းမှာလည်းအဲ့လိုအပြောင်းလဲကျွန်တော်မရှိဘူးဆိုတော့ Lion ဘက်ကတော့ကျွန်တော်အနေနဲ့ဒါတကယ်လည်းပဲဘောနောနောက်တစ်ဆင့်တက်ဖို့အတွက် imminent knee set ခဲ့တယ်ဒါ리고သူတို့ကမထိန်နိုင်ခဲ့တာပေါ့တတော်ကိုကံမကောင်းခဲ့တာပါ Lion ဘက်ကကျွန်တော်ကြည့်ရင်နော်တတော်ကိုကံမကောင်းခဲ့တာဗောနော်ဆိုတော့ United ဘက်ကတော့ဗျာကျွန်တော်ဒီပွဲမှာဗောနော်ဟိုဟယ်ဒီမကွိုင်းယားကနောက်တန်းမှာအကောင်းဆုံးပဲကျန်တဲ့နောက်တန်းနေစုပ်ပြတ်တက်နေတာနော်ဘာမှဘောလုံးတော့ချော်ထိန်းနေနောက်တန်းနေဗာနဲ့တတော်ကိုတိုင်းပတ်တာဗျာကွင်းလင်မှာတော့မဆိုးဘူးဗျာဥကာဒီနဲ့ကက်စမီရိုက ဝင်းဘတ်စ်ဒီမှာတော့ဓာတ်လောက်ကိုပက်ထရစ်ဒူဂူကိုစုပ်ပြတ်တက်နေတာပဲနော်တိုက်စစ်ကရက်စမန်ဝိုင်လန်ကဂိုးမသွင်းပေမဲ့ရှေ့ပွဲစဉ်တွေကနဲ့ဆိုင်ဒီပွဲကပို့ပြီးတော့သူကောင်းလာတယ်ကာနာဂျူနဲ့ဟိုဘရူနိုဖရန်နက်စ်တို့ကလည်းသူ့အနေနဲ့သူအဆင်ပြေတယ်ကောင်းနေပေါ့နော်ဆိုတော့ဒါကြောင့်ဒီပွဲမှာကလူသားဝင်လာတဲ့ဒီလူရှောတို့မိန်းနူတို့ကတော့အတိုင်းအတာတစ်ခုကြီးကစားခွင့်အများကြီးရပြီးတော့လှုပ်ပြသွားနေနေပေါ့လေမေဆန်မောင်းတို့ကမေဆန်မောင်းကတော့တာမန်ပါပဲเนาะပြီးလို့ရှိရင်ကျတို့ဒါမိန်းနူကတော့တကယ်ကောင်းတဲ့ကိုလူကိုတွင်းသွားတယ် တကယ်ကိုကောင်းတဲ့ကိုပါအဲ့ဒီကိုမှဆိုလို့ရှိရင်ကာနာချိုရုမင်းကလည်းเนาะဒီဂျန်နဲ့ကစားမားတွေသာဆိုလို့ရှိရင်ခေါင်းငုံပြီးဆွတ်ဆက်ကံမှာကိုမီမင်းနူကအပါလေးကိုဝစ်ပလုတ်ပြီးတော့ကိုကျွန်တော်ထည့်သွားတာတော်တော်ကို quality ကိုပါ quality ကိုပါဒါကြောင့် United အနေနဲ့ပေါ့နော်ဒီပွဲမှာကျွန်တော်တို့ကစားမားတချို့ကကောင်းပြီးတော့အများသူကတော်တော်တိုင်ပက်ခဲ့ကြတာဆိုတော့ကျွန်တော်တို့အနေနဲ့ဒီ Europa League ကိုရချင်နေဆိုလို့ရှိရင်ခန်းစစ်ဟာဒီလောက်ထိဂိုးပေးရတာတွေကပြင်နိုင်မှကျွန်တော်ရမှာတိုက်စစ်က၅ဂိုးသွင်းဖို့မလိုဘူးပြပွဲတော်ဝဲနိုင်ဖို့အတွက် နော်နှစ်ကိုးလောက်နေလဲနိုင်သွားနိုင်တဲ့ပွဲစဉ်တွေကျွန်တော်တို့ရှိတယ်။ဒါပေမဲ့လို့ United ရဲ့ခံစစ်ကဒီတဲ့ပူကောင်းမှရမှာ။ဒါ semi final တက်သွားပြီဆိုတော့ကတော့1တာစရာပေါ့လေ။ကျွန်တော်လည်းပဲအမှန်ကန်1တာတယ်ကိုသိ semi final တက်လိုက်မယ်လို့ကိုထင်မှားဘူး။ semi final မှာတော့ဒါ비바우နဲ့တွေ့မယ်ပေါ့။ဒါပေမဲ့လို့ကျွန်တော်တို့အနေနဲ့ semi final ပဲတက်တဲ့ဘာပဲတက်တဲ့ပေါ့နော်။ဒီဘတောက်ချောက်တက်လာတဲ့တျှောက်မှာရှုံးဝဲမရှိသေးပြီမဲ့လို့ဒီရဒီလိုပါလိမ့်မယ်လုံးဝရှုံးဝဲမရှိသေးပြီမဲ့လို့ပေါ့နော်ခန်းစစ်ကပေးကိုတွေတအားများပါတယ်အဲ့ဒါကပြည်တနာတအားကြီးတယ် ကျွန်တော်တို့အတင်းခံစက်မှာဆိုကြရင်လက်ရှိယူရူကစားတယ်မာစတာဝီကစားတယ်အဲပြီးရင်လူရှောကစားတယ်မကွမ်းယန်းကစားတယ်လုံးဝကြစ်လက်မှုကျွန်တော်မရှိဘူးဝင်းဘတ်စ်တေဆိုလို့ရှိရင်လည်းနေရာယူပုံတွေတအားကိုအားနေလို့နေတော့ကျွန်တော်တို့ဒီလိုင်ယွန်ဘက်ကရသွားတဲ့လုံးတချို့ဆိုလို့ရှိရင်ဒါပါတော့ဗျဒုတိယအလုံးသားတာဂလီယာဖီကိုသွင်းတဲ့လုံးဆိုလို့ရှိရင်ဒါဘယ်လိုပြောမလဲ insulated line လာမိတဲ့ကိုဟိုဘက်ကလာတဲ့ဖြစ်တယ်မဟုတ်ဘူးသူခါလေးပုတ်ချပေးလိုက်တာအဲ့လိုလုံးမျိုးဆိုလို့ရှိရင်ခန်းစက်ကနောက်မှာရှိနေမှာလေလို့ကူကူဒီကောင်တွေဘာမှလုံးလို့မရအောင် အဲ့လိုဖြစ်နေရမှာဗျာသိလားဒါကြောင့်ဗောနော United အတွက်တော့ဘယ်လိုပြောမလဲဒီခံစစ်ဟာအများကြီးစကားပြောနေတော့မှာနောက်တစ်ဆင့်ဆိုလို့ရှိရင်လည်းခံစစ်ကဗောနော်တိုင်ပတ်နေတပြီဘာမှသိပြီးတော့မျောလင်းချက်မရှိဘူးလို့ပဲကျွန်တော်ယူဆတယ်သူတွေပဲလက်ရှိမှာတော့ Manchester United ရဲ့တရားလုံးနီးပါးတိုင်ပတ်နေရတဲ့အချိန်မှာနိုင်ပွဲကနိုင်ပွဲပေါ့လေအဓိကအပြင်နောက်တစ်ဆင့်ကိုကျွန်တော်ရောက်သွားပြီနောက်တစ်ဆင့်မှာတက်မလားမတက်ဘူးလားဆိုတာကတက္ကနဆိုတော့ United တော့လက်ရှိဒီရာဒီ Europa League မှာမဟုတ်ဘူးဥရောပအသင်းကြီးဂျားထဲမှာဥရောပပြိုင်ပွဲရဲ့အသင်းကြီးဂျားထဲမှာ ဂျုံဝင်မရှိသေးတဲ့တသိန်းတိတော့အတင်းမှာဆိုတော့ United ကနောက်ဆင့်ကိုတက်တယ်ပေါ့လေဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်